မျိုးသားရေးဓမ္မတွေဆိုတာကတော့ဒါတက်မတော်နဲ့မျိုးသားရေးတက်မတော်နဲ့မျိုးသားရေးဓမ္မတွေဟာတက်မတော်အခက်အခဲကြုံတဲ့အခါမှာတက်မတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ်။အဲ့ဒီအချိန်မှာလည်းမျိုးသားရေးဓမ္မတွေဟာတက်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေ။ဒါကာကြုံကြီးလည်းဒါသိမှာပဲမျိုးသားရေးဓမ္မတွေဟာဒါတက်မတော်အနာထိမ့်ပြီဆိုကြတဲ့ကတက်မတော်ဘက်ကနေအပြည့်ဝမှာမမှန်ရိုက်တည်ပြီးခဲ့တယ်လို့ဟုတ်လား။ဟောက်ခံပွဲတွေလည်းစဉ်းစားလုပ်ခဲ့တယ် အချိန်ရမှဒလိုကြီးထားလို့မဦးစေးကတော့ပုံမွေလေးလေးပြောရင်ရကာကျော်ကြီးအစ္စလမ်တရားရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာအများစုနေထိုင်ရာနေရာသစ္စာမြင့်ကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အခြားဘာသာ၃ခုမှာအခြားတနေရာမှာသွားပြီးပြီးတော့ဒီဘာသာတစ်ခုတည်းဒီနေရာမှာလာပြီးတောင်းဝရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ပြီးတာလဲဆိုတာဥစဉ်တို့စဉ်းစားခက်နေပါလေ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ဗလီဆောင်မြို့ကိုတက်ချုပ်ကြီးကအမျိုးသားရေးသမားများအပေါ်တစ္ဆာမဖောက်တင်ဟုပောက်ကိုတော်ပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာလာပါ2025ဖြစ်ပါလေဗျစောစောကမင်းကြီးတကယ်ဥမောင်မြင့်ရဲ့အကြောင်းပြောလိုက်တော့အတန်ဖိုင်ရမပါဖြစ်သွားလေဗျာနော်အတန်ဖိုင်မပါဖြစ်သွားတယ်နောက်ကရောတကယ် အတားပိုင်းပြောင်းနေတယ်ပေါ့နော်အဲဒါကြောင့်ပြန်တင်လိုက်ပါဖြစ်ပါလေဗျတခါကြီးမင်းကဥမောင်မြင်းအာပြောပါတယ်စကလုံးကတော်တော်ကြီးကောင်းတယ်ဗျ။ဘာပြောသွားလဲဆိုလို့ရှိရင်ဒီနဘာကပလီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်။ပလီကိစ္စနဲ့ပတ်သက်ပြီးသူရဲ့သုံးဖက်ချက်လေးအရင်ကောင်းတယ်။ဒီချိန်မှာထိလွယ်ရှလွယ်တဲ့ချိန်ဒါတမိုင်းစင်ဆက်တည်းလည်းရှိခဲ့တယ်။တော့တမိုင်းစင်ဆက်လည်းရှိခဲ့တယ်။ ဒီလိုရွေးကောက်ဝယ်နေတဲ့အချိန်မှာရွေးကောက်ဝယ်ကိုဖျက်လို့ဖျက်စီးလောက်ပြပအဖွဲ့အစည်းရလည်းရှိတယ်လို့ပြပအဖွဲ့အစည်းနဲ့ဒီမြန်မာနိုင်ငံတချို့ဟာတွေပူးပေါင်းပြီးမှလုံဆောင်နေကြရလည်းရှိတယ်နော်ရှိတယ်အဲ့ဒါကိုတခါကြီးမင်းကဥမောင်မြေတုံးတက်သွားတာကဒီချိန်မှာဆိုင်းငံ့တင်နေပေါ့နော်ဆိုင်ကတင်နေဒီချိန်မှာမလုတ်တယ်ဘူးပေါ့နော်ဒါပြောပါဒါမှန်ပါတယ်သူကနော်ဒီချဲအမျိုးသားရေးမှာဆရာတော်ကြီးတဲ့သူ ီ online ပုံမှာတွေ့ရတယ်ဆိုအကြောင်းလေးတွေအာသူကလူကြီးလူကောင်းပြီးသားတယ်လို့သူကပြောသွားတဲ့နေရာမှာလည်းတကယ်ပညာပါပါတယ်တကယ်မြတ်သားတဲ့စကလုံးတွေပါပဲเนาะမြတ်သားတဲ့စကလုံးတွေပါပဲမင်းငယ်ဥမောင်မြင့်ဆိုတာလည်းမမဲရသူမဟုတ်ပါဘူးเนาะတကယ်သူ့နေမှာသူတကယ်လုံးဆောင်ခဲ့တဲ့အားကြီးဥဒိစေဆိုရလက်ထက်မှာလည်းလုံးဆောင်ခဲ့တာကြီးအများကြီးရှိပါတယ်เนาะကျိုးပြုခဲ့တာကြီးလည်းအများကြီးရှိပါတယ် ဒီနေ့ဒီချင်းတူတူအသက်အရွယ်နဲ့မမသူလှုပ်ဆောင်ခဲ့တာရင်လည်းရှိရှိနေသေးပါပဲเนาะအဲ့တော့ဘာပြောပြောသူပြောတာကတော့ဒီချိန်မှာမပေးတင်နေဘူးပေါ့เนาะဒါတော့ပွန့်ပွန့်လင်းလင်းဒါကတော့ထိမ့်ပြောသွားတာပေါ့လူကြီးဆိုတော့เนาะလုံးဝလုံးဝကိုဒီချိန်မှာဒီပလီကိုစောက်ပိုင်ကိုမပေးတင်နေဘူးဒီချိန်မှာပလီကိုရအချားနေရာပေးရင်တော့မှတူ လက်ခံနိုင်တဲ့အနေအထားပေါ့နော်ချားနေရဒီလိုနေရာမှာပြီးတဲ့ဆိုတာမမဖြစ်တင်တဲ့အကြောင်းရယ်နောက်ပြီးတော့ဆိုင်းငံ့တင်တဲ့အကြောင်းရယ်ကိုပြောသွားတာဖြစ်ပါလိမ့်ဗျအမှန်ကန်မှာရုပ်ောက်ွယ်ကြီးတဲ့ကာလမှာဒီချိန်မှာတကယ်ကိုဆိုင်းငံ့တင်ပါလိမ့်ဗျနော်မြူသားရီဓမာတွေဆိုတာကတော့ဒါတမတော်နဲ့မြူသားရီတမတော်နဲ့မြူသားရီဓမာတွေဟာတမတော်အခက်အခဲကြုံတဲ့အခါမှာတမတော်ရဲ့အကျဉ်းချက်ရိုက်ခဲ့တဲ့အချိန်ကာလတွေရှိပါတယ် အဲ့ဒီအချိန်မှာလည်းမျိုးသားရေးသမားတွေကတပ်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေအာကာချုပ်ကြီးလည်းဒါတီမာပဲမျိုးသားရေးသမားတွေကဒါတပ်မတော်အနာထိမ့်ပြီဆိုကြတဲ့ကတပ်မတော်ဘက်ကနေအပြည့်ဟွာမားမမရက်တီပြီးခဲ့တယ်လို့ဟုတ်လားနောက်ခံပွဲတွေလည်းစင်ဆိုင်လုတ်ခဲ့တယ်ဒီချိန်ရမှဒလိုကြီးထားလို့မဥစ္စာကတော့ပုံမလေးလေးပြောရင်ကာချုပ်ကြီးအနိုင်နဲ့ပိုင်းစင်ချင်တယ်ဗျာ အကျော်ကြီးရဲ့တမိုင်းမှာလည်းဒီလိုအကျော်ကြီးလက်ထက်မှာဒီလိုဘလီကိုစောက်ခွန်ပေးခဲ့တဲ့ဘလီကိုလုံးပိုင်ပေးခဲ့တဲ့ဆိုတော့ဟာနှစ်လာလေးအတွင်းမှာမဖြစ်စေချင်တာပေါ့ဗျာနော်ဘာဖြစ်လို့ဆိုနိုင်ငံတကာဆက်ဆိုင်ရေးတွေမှာအကျော်ကြီးလက်ထက်မှာရန်ကောင်းခဲ့တယ်နော်အမေရိကန်လိုနိုင်ငံမျိုးနဲ့တောင်မှဆက်ဆိုင်ရေးအဆင်ပြေအောင်အကျော်ကြီးကဆွမ်းဆောင်နိုင်ခဲ့တယ်နော်အဲ့ဒီဟာအများကြီးပဲဒါစီဝါရေးလမ်းပွင့်လင်းခဲ့တာဒါရွေးကောက်ပွဲကြီးကြောင့်ပြီးသွားလို့ရှိရဲ့ ဒါဦးဇင်းတို့မြန်မာနိုင်ငံဥပြန်ပြီးမှဥမော်လာမယ်ဆိုတာဦးဇင်းကစီးပွားရေးရောလမ်းမဆက်တို့ရောအဆဆရာပြန်ပြီးမှခေါင်းမော်လာမယ်ဥမော်လာမယ်ဆိုတော့ဦးဇင်းဒါတရားကိုင်းလုံးရှုံကြည့်တယ်ဒီလိုဥမော်နိုင်အောင်ခေါင်းမော်နိုင်အောင်လည်းဆက်ဆံရေးတွေစီးပွားရေးအကကာကြောကြီးရဲ့ရည်ချင်းတွေလည်းပါပါတယ်ဗျာနော်ဒါဒါကြောင့်ကာကြောကြီးအနေနဲ့အဒီပလီကိစ္စအလေးမှာပေါ့နော်ဒါလွှတ်တော်ကြမှာဘလို့ဆုံးဖြတ်ဖြတ်ပေါ့နော်ကာကြောကြီးဒီအနာထေးစဉ်ကာလမှာတော့ ဆိုင်ကန်တင်တယ်မင်းကင်းတကယ်ဥမော်မြင်ပြောတယ်လို့ဆိုင်ကန်တင်တယ်ဆိုပဲဦးစင်းကတော့ပြောချင်ပါတယ်ဗျအားလုံးသာပါပဲဗျာတနင်္လာရီမြို့နယ်၌စစ်တပ်စစ်ကြောင်းထိုးလာသဖြင့်အရက်သားတထောင်ကျော်ထွက်ပြေးတနင်္လာရီမြို့နယ်အနောက်မော်ဒုံရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်ရွာသားတ300ကျော်စစ်ပေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ် အောက်တိုဘာ3ရက်မနက်ပိုင်းလောက်မှာအနောက်မော်3ရွာရဲ့တပတ်ကန်းရှိကန်းတူရွာနဲ့ညောင်မင်ကုန်းရွာကစစ်ကောင်စီတပ်သားတွေလှေနဲ့ကူပြီးစစ်ကြောင်းထိုးလာတာလို့ဒေသခံတယောက်ကပြောပါတယ်။မနက်9နာရီလောက်မှာစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာမှန်းသိတယ်။အင်အားကတော့အတိအကျမသိရဘူး။အခုအဝတ်တထဲကိုတခုနဲ့ရွာလုံးကျွတ်ထွက်ပြေးနေရတယ်စစ်တပ်ကစစ်ကြောင်းထိုးလာပြီးနောက်မနက်10နာရီလောက်မှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပြီးအသေးစိတ်ကတော့အတိပြုနိုင်မှုစူးစမ်းနေသေးပါ။ ဒေသခံတယောက်ကနှစ်ဖက်ထိခိုက်မှုတော့ရှိတယ်စစ်တပ်ကလည်းခြောင်ကူပြီးတိုးလာတယ်ဆိုတော့ပြန်ဆုံမဲ့အနေအထားမရှိဘူးတိုက်ပွဲငြိမ်တော့စကတ်ဘက်ကလက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေတယ်လို့ပြောပါတယ်စစ်ကြောင်းထိုးလာချိန်စစ်ကောင်စီဘက်ကအရက်သားတယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးအခုချိန်ထိပြန်မလွတ်သေးဘူးလို့သိရပါတယ်အခုလက်ရှိမှာတော့အနောက်မော်တုံးရွာနဲ့အရှိတရဖုံရွာအပါဝင်အနီးအနားရှိကျေးရွာတွေကဒေသခံတွေရွာလုံးကျွတ်နီးစပ်ရဦးရုပ်ချမ်းမြင်တဲ့ကျေးရွာတွေစီစစ်ပေးရှောင်နေရပါတယ် တင်းကပြင်မလာဓမ္မရှိရတိုက်ဥစားချက်ဆရာလို့ဖြစ်ပါတယ်တင်းကဒီပြင်မလာရုပ်ကံတူဖြစ်ပါတယ်တင်းတို့ဒီဗလီနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဆွေးရကပြေဝင်ခွင့်ပြုပြီးတော့အော်ဆက်လုပ်နေကြတယ်လို့ဆက်လုပ်နေတဲ့ပုံစံတွေလည်းပြောသလိုဒီမှာအော်စီပင်းရခွင့်ပြုချက်နဲ့ထောင်ထားတဲ့ဆိုင်းဘုတ်တွေလည်းရှိပါတယ်ဒါကြောင့်ဒီနေရာတရားဝင်ခွင့်ပြုထားတဲ့နေရာဖြစ်တဲ့အတွက်တို့တွေဟာတရားဝင်မဲ့လုံးလုံးနေကြတာတွေ့ပါတယ်ဒီအကြောင်းအရာပေါ်မှာ အဲကျွန်တော်ပြောလို့တာကဒီနေရာဟာဘုရားဗဒအများစုနေထိုင်တဲ့နေရာဖြစ်ပါတယ်ဘုရားဗဒအများစုနေထိုင်တဲ့နေရာမျိုးမှာဟောအစ္စလာမ်ဘာသာကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေကိုဒီနေရာမှာပြေးမယ်ဆိုရင်ရေရှည်မှာဘာသာရေးထိကတုံးတွေဖြစ်လာစရာအကြောင်းတွေအများကြီးရှိပါတယ်ကျွန်တော်ညမသမိုင်းကိုပဲကြည့်ကြည့်ကဘာသမိုင်းကိုပဲကြည့်ကြည့်ဟောသူတို့တွေကလူနည်းစုကနေလူများစု ဖြစ်လာခဲ့ရင်အဲ့ဒီနေရာဟာအကြက်ဘက်တွေအများကြီးတောင်းကျတဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်အဲ့တော့ဒီကတော့ ဒါကြောင့်ဒီနေရာကိုကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာဗုဒ္ဓဘာသာများသူနေထိုင်တဲ့နေရာဖြစ်တယ်။အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာမဟုတ်တဲ့အတွက်ဦးဇင်းတို့ကန့်ကွက်နေတာ။အစ္စလမ်ဘာသာဝင်များသူနေထိုင်ရဦးဇင်းတို့ပြင်မလားမှာ။မလီယာ73လုံးရှိတယ်။အာရဗီယာတစ်ချောင်းရှိတယ်။အဲ့တော့သုခဘာသူတို့ရဲ့လုပ်ပိုင်ခွင့်ကပြင်မလားမှာ။မလီ14လုံးရှိပါတယ်။သူတို့ဘာသာဥယျာဉ်နေအတွက်နဲ့ရေးအတွက်နဲ့စာရင်ဒီမလီ14လုံးကပြင်မလားတမျိုးတည်းမှာမလီ14လုံးကများတော့များနေပြီလို့ဦးဇင်းတို့ပြောချင်ပါလား။သူတို့အတွက်မလိုအပ်ပါဘူး။သူတို့အတွက်လို့ခုဦးဇင်းတို့ ညင်းကလင်းကြောင့်ဗလီတွေပျက်စီးသွားတာရှိတယ်ပျက်စီးသွားတဲ့ဗလီတွေပြန်လည်ပြုတ်ပြင်တိဆောက်တဲ့ခါမှာဦးသိန်းတို့ကဘာမှဒီပေါ်မှာမပြောလိုပါဘူးသူကသူလက်ရှိသူတို့စရင်ပေါက်ထားတဲ့အတိုင်းပဲတိဆောက်နေကြတာဖြစ်တဲ့အတွက်ဦးသိန်းတို့အဲ့ဒီပေါ်မှာဘာမှကန့်ကွက်ခြင်းနောက်ချက်ခြင်းဘာတစ်ခုမှဦးသိန်းတို့အဲ့ဒီစိတ်ထားမှမထားပါဘူးသူတို့ဘာသာသူတို့တိုးတရသူတို့တိုးတရကြောင့်သူတို့လုပ်လိမ့်မယ်ကိုယ်ဒီဘောရဘာသာတွေကကိုယ်ဒီတိုးတရတိုးတရကြောင့်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဦးသိန်းတို့ကမပြောလိုပါဘူးအဲ့တော့ယနေ့ခေတ်လိုနိုင်ငံရေးအခြေအနေမျိုးမကောင်းတဲ့အခြေအနေမျိုးမှာသူတို့အတွက်နေရာပေးခြင်းဟာအမတန်မှနောင်လာနောင်သားတွေအတွက်အစိုးရင်ပေါ်ရအနေထားတစ်ခု တော့တယောက်ကနေအများဖြစ်လာခဲ့ကြတာကဘာစီပဲအစ္စလမ်တယောက်ရောက်လာရင်အဲ့ဒီနေရာဟာမြို့တစ်မြို့တည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာအများစုနေထိုင်ရာနေရာသစ္စာမင်းကြီးရွာနဲ့အနီးဆုံးနေရာဖြစ်နေတယ်အဲ့တော့သစ္စာမင်းကြီးရွာနဲ့အနီးဆုံးနေရာတစ်ခုမှာသူတို့ချပေးခြင်းတည်အဲ့တော့နောင်လာမယ့်ဘာသာရေးထီကလုံးတွေကိုပါဒီနေရာကအဲနေရာတစ်ခုလိုဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုဖြစ်စေခြင်းလို့ဦးသိန်းတို့ကရေးချေဗုဒ္ဓဘာသာနဲ့အစ္စလမ်ဘာသာကြားဦးသိန်းတို့ပြင်လာမှာနှစ်ပေါင်းများစွာဦးသိန်းတို့တက်တက်နေလာခဲ့ပြီ ဘာသာကြီးနဲ့ပတ်သက်လို့အဒီကတုံးနေဘာမှမဖြစ်ခဲ့ဘူးပါအစ္စလမ်လည်းပဲအစ္စလမ်သူကလည်းသူအတင်းတို့ဘုရားဘာသာနဲ့အတူလက်တွဲရှင်တိုင်ပြီးတော့နေထိုင်လာခဲ့ကြတာအဲ့တော့ဒီနေ့အချိန်ထိပဲဦးဇင်းတို့သိရတဲ့အချိန်ကစပြီးတော့ဦးဇင်းတို့တွေကပြင်လာမှမွေပြင်လာမှကြီးပြင်လာခဲ့ကြတာဒီနေ့အချိန်ထိဘာသာရေးဒီကတုံးပြင်လာမှမရှိခဲ့ဘူးပါအဲ့တော့အားလုံးကိုယုံကြည်ကကို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 ွယ်ပြီးတော့ကိုကကိုရက်တည်နေကြတဲ့လူတွေဖြစ်တယ်ဒီလိုတောသူတောင်သားတွေဘက်မှာဒီလိုပလီရှာပေးခြင်းတွေနောင်လာနောင်သားတွေအတွက်ပါပို့ပြီးတော့ ပြဿနာတွေဖြစ်လာနိုင်ကြများစွာရှိလို့ဥစဉ်တော့ဒီနေရာကိုအထူးသဖြင့်ကန့်ကွက်နေရခြင်းပဲဖြစ်ပါတယ်။ဒါပါဆိုတော့တချို့တော့တည်င်းသမားတွေကလည်းဒီနေရာနီးဝန်းကျင်ကိုလာပြီးတော့ရွာနဲ့ဝေးပါရဲဆိုတဲ့ပုံစံမျိုးတည်င်းရုပ်တံတင်ကြတာမျိုးတွေရှိရတာပေါ့ဗျာ။အဲ့ဒါဆိုတော့ကျွန်များအနေနဲ့ဒီရွာကနေနေလည်းကျွန်များယဉ်ကျေးနေနေတဲ့အတွက်ကြောင့်ဒီခုဆောက်လုပ်နေမှုတွေနေရွာနဲ့ကဘယ်လောက်ထိကန့်နေလဲဆိုတာလေးပဲပြသပေးချင်ပါတယ်။ဒီလိုကဒီလက်ရှိ area အနေထားလဲဆိုလို့ချင်းဟာဂျာမာအဲလက်ခွက်၃ခွက်လောက်ချားပြီးရွာစီယုံနဲ့လက်ရှိသူတို့စီပင်အခွင့်ပြုထားတဲ့ area နဲ့ကလက်၃ခွက် လဲ၃ခွက်စာလောက်ပဲရှိပါတယ်။အရန်ကိုရွာနဲ့နီးကပ်လွန်ပါတယ်။အဲ့တော့ဒါကိုတချို့မီဒီယာတွေကရွာနဲ့ဝေးပါတယ်လို့ဒါလို့ရှောက်ပြောတယ်။ဟုတ်။ဒါအရန်ရှောက်ပြောနေတာပါ။မင်းတို့တေချာဆင်းပြီးတော့တေချာမလေးလာမင်းနဲ့သူများအချိန်သူများအနေနဲ့ရှောက်ပြောနေတာရှိတယ်။ဟုတ်။ဒီမှာမှာဦးတင်းတော့ကနောက်ဖြစ်လာမယ့်ပြဿနာကိုကြိုတင်ကာကွယ်ပြီးတော့ပြောနေကြတဲ့ပုံမှာနိုင်ငံရေးအများထုတ်လို့ကြတဲ့ပတင်းမီဒီယာတွေကအမျိုးမျိုးခြောက်ပြီးတော့ဘာသာရေးကိုဓာတ်ပြပြီးတော့တိုင်းပြည်စူပူမှုဖြစ်အောင်မငြိမ်မသက်ဖြစ်အောင်ဒီဖလီကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံရေးကလှုပ်ရှားနေကြတဲ့အဖွဲ့တွေလည်းအများကြီးတွေ့ရပါတယ်လိုင်းပေါ်မှာ ဒီတရေမှန်နဲ့ပတ်သက်ရင်ဦးဇင်းတို့တွေရောအချိန်မရွတ်ဆက်တယ်လို့ရတယ်မင်းမြန်လို့ရပါတယ်ဦးဇင်းတို့ကနေမြေကနေဖြစ်တယ်အဲ့တော့နေမြေကနေဖြစ်တဲ့အတွက်ဦးဇင်းတို့ကိုအချိန်မရွတ်ဆက်တယ်ပါမင်းမြန်မှာဟောသူများ line ပေါ်မှာတွေ့ထားတဲ့သတင်းတွေဟောအဲ့ဒီသတင်းတွေကို lobby သတင်းတွေကိုခြောက်ပြီးတော့ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့်သတင်းဘာသာရေးနှစ်ခုကြားမှာဟောထိခိုက်စေနိုင်တဲ့သတင်းတွေကို line ပေါ်မှာဖွင့်နေကြတာအများကြီးတွေ့ရပါတယ်အဲ့ကြောင့်ဦးဇင်းတို့တွေကအားလုံးသိအောင်ဒီနေရာအနေထားတစ်ခုဦးဇင်းတို့ချက်ပြခြင်းဖြစ်ပါတယ်အဲ့ တချို့မိသားတွေကဦးသိန်းတို့ကိုစာဖတ်ကြောက်ကဖမ်းသွားတယ်ဆိုပြီးတော့ဒီလိုမျိုးသတင်းတွေပေါက်ပြီးတော့ဆရာတော်ကြီးတွေကမေတ္တာရပ်ခံလို့ဦးသိန်းတို့ကပဲစာဖတ်ကလက်ထက်ကနေပြန်လွတ်လာတဲ့ပုံစံမျိုးလို့ line ပေါ်မှာအဲပြောနေကြတဲ့သတင်းတွေလည်းရှိပါတယ်အဲ့တော့ဦးသိန်းတို့လုံနေတာဒီအထီးကလုံးကိစ္စအတွက်လုံနေတာမဟုတ်ဘူးအဲ့တော့ဘာသာရေးနှစ်ခုကြားမှာအမုန်းတရားတွေပွားဖို့လုံနေတာမဟုတ်တဲ့အတွက်ဦးသိန်းတို့ကိုဖမ်းစရာဘာကြောင်းမှမရှိပါအဲ့တော့သူတို့ကစပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့ကသိကျင်တဲ့အချက်လက်လေးတွေကြောင်းတာသူတို့တွေကအဲလူကြီးလူကောင်းပြီးပြီပဲသူတို့ခွင့်တောင်းနေခွင့်တောင်းပြီးတော့ကိုမျိုးသားရေးဖွဲ့တွေက ကမတယောက်ကိုခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာလည်းဦးသိန်းတို့ကလိုက်မှဆင်ပြေမယ်လို့ပြောတဲ့အခါမှာဦးသိန်းတို့လည်းပဲသူကကြည်ပြူပဲခွင့်ပြုပါတယ်အဲ့လိုခွင့်ပြုတဲ့အခါမှာဦးသိန်းတို့လည်းပဲအော်လူချင်းနဲ့ထိတ်တိုက်တွေ့ရတယ်ကိုယ်တိုင်လက်တော်ခွင့်ရတယ်အဲ့တော့အဲ့လိုရတဲ့အခါမှာဦးသိန်းတို့ကနိုင်ငံတော်ကြီးကြီးကြီးရောက်အောင်ဦးသိန်းတို့ကဒီနေရာဟာအစ္စလာမ်ဘာသာဝင်တွေနေထိုင်ရနေရာမဟုတ်တဲ့အတွက်ဒီနေရာမှာမဖြစ်သင့်ဘူးဆိုတာကိုလည်းပဲနံပါတ်၁ချပြပါတယ်အဲ့တော့ဦးသိန်းတို့တွေကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံရရတဲ့ ကျောင်းသူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းတွေတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်တုံးကျင်တာတုံးပါအဲ့တော့ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးရဲ့အဲ့တော့ကာလတန်ကြီးရဲ့ဆဲဆဲပုံတပုံလောက်ကိုပဲပြည့်တယ်အဲ့ဒီအဲ့ဒီအဲ့ဒီခါကဒီနေရာလေးဟာတိမ်ပေါင်း340တိုင်းနဲ့တန်တဲ့နေရာလေးမှာနှစ်သိန်းခွဲ3သိန်းနဲ့ဦးသိန်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကန်စားတော့ကြတဲ့ကျောင်းသူလယ်သမားတွေကနှစ်သိန်းခွဲ3သိန်းနဲ့နိုင်ငံတော်ဆိုရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပြီးတော့ တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလောက်တက်ဆွမ်းသလောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့တာပါ။ဒီနေ့ခေတ်လို့ဒီနေရာကိုအခြားဘာသာဝင်တွေရှာပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတဲ့တောင်သူတွေရဲ့ရင်နဲ့နှလုံးသားတွေကိုအားလုံးကဝင်ကြည့်စေချင်ပါတယ်။သူတို့ရဲ့ဘဝပိုင်းသူတို့လောက်ကန်စားတော့လာခဲ့တဲ့ဒီမျိုးပေါ်မှာကိုကိုရဲ့ဘာသာတရားမဟုတ်နဲ့အခြားဘာသာတစ်ခုကကြီးစိုးလာတယ်လွှမ်းမိုးလာတယ်ဆိုးမိုးလာတယ်ဆိုရင်အဲ့ဒီဒီရွာသူရွာသားတွေဒီလဲမှာလောက်ကန်စားတော့ကြတဲ့တောင်သူလယ်သမားတွေရဲ့ရင်ထဲကဆန္ဒကိုအားလုံးမြင်နိုင်မယ်လို့ဥဒနာထင်ပါတယ် န်ဒါကသူတို့ဆမမူလာလမ်းဟောင်းမူလာလမ်းဟောင်းကသင်တို့ဒီဘက်မှာရှိပါဒါမူလာလမ်းဟောင်းကြီးပါမူလာလမ်းဟောင်းကြီးကိုဒီရှာမှာမြို့နယ်စီပင်ဟံပိတ်လိုက်ပါစီပင်ဟံပိတ်လိုက်တယ်ပိတ်လိုက်ပြီးတဲ့အခါမှာသူတို့အဆင်ပြေလို့လမ်းကိုပြန်ဖောက်သွားတယ်ဒါကသူတို့ကသွားနေတဲ့လမ်းဟာလမ်းတက်သူတို့စီပင်ကခင်းထားပေးတဲ့လမ်းတက်ဖြစ်ပါတယ်ငါကမူလာလမ်းဟောင်းဖြတ်ပြီးတော့လမ်းဟောင်းကတော့ဒီပလီနေနေတဲ့ပါပါပြီလမ်းဟောင်းကပလီနေနေတဲ့ပါသွားပြီးတော့လမ်းတက်တက်တက်ဝိုက်ပြီးတော့ဖောက်ထားပေးပါအာပထမဆုံးဆောင်းကြတာကတော့ပလီကတလုံးပါခင်ဗျာသူကတော့စမ်းပြီးတော့နှစ်ခုတွေ့လာရပြီ ဒါနှစ်ခုတည်းကြီးဒီလိုတဏျာလေးခြာထားပေးတဲ့ပုံပါလေအဲဒါကပို့ပြီးတော့အဲဦးဇင်းလုံးနေနဲ့ကန့်ကွက်ကြဖြစ်လာခဲ့တာဗလီကတလုံးတော့မဟုတ်ဘူးအော်ရှေ့ရနဲ့ဆွန်နေဆိုပြီးတော့ဗလီနှလုံးပေးထားတဲ့ပုံပါအဲ့တော့သစ်သမီးရွာကိုဝင်တဲ့လမ်းဟာဦးဇင်းတို့ဒီလမ်းရယ်ဒီရဲ့နောက်ဘက်ကလမ်းရယ်အဲ့တော့သစ်သမီးရွာရဲ့လမ်းဝင်တဲ့လမ်းနှစ်လမ်းရှိပါတယ်နှစ်လမ်းရှိတဲ့ထဲမှာတစ်ဖက်တစ်ချက်စီဗလီနှလုံးထားပေးခြင်းဒီအော်ဒီရွာအတွက်အော်အရန်ကိုစိုးရိမ်စရာအန်တရာအနေထားနဲ့ဖြစ်နေတယ်ဒီရွာသူရွာသားတွေအော်အเจ้าအားလျော်စွာ ညာရင်ညာတာထွက်လာခဲ့ရင်တောင်မှသူတို့မှဒီနေရာကိုမဖြတ်ဘဲနဲ့သူတို့ရွာတော့အေးသွားခွင့်မရှိဘူးဒီလမ်းကိုဒီနေရာနေဖြတ်သွားပြီးတော့မှသာရွာလေးကိုရောက်တာအရှားသွားတဲ့လမ်းမရှိတဲ့အတွက်ဒီရွာသူရွာသားတွေဟာနောက်ချိန်မှာသူတို့ဒီနေရာကမဖြတ်ရင်ဒီရွာကိုမရောက်တဲ့အတွက်ညာရင်ညာတာမှာအရန်ကိုစိုးရိမ်စရာအနေအထားတစ်ခုဖြစ်တယ်လို့ဦးဇင်းတို့ဒီလိုပဲမြင်ပါတယ်အခုကတော့သူတို့ရဲ့လုပ်ငန်းဖော်ဆောင်မှုကတော့တာတီတန်ဝေးပိုင်းတွေလုပ်နေပြီးတော့မှဆိုတော့အဲတာတီတန်ဒီမှာတောင်းတာအဲ့တို့ရဲ့လုပ်ငန်းခွင်မှာဟောတာတီတန်ဝေးတွေလုပ်နေကြတယ်အဲ့တော့သူတို့ရဲ့ ဒီအဆောက်အဦတွေသူတို့ခိုင်မာဖို့ဒီဝင်းနေရန်ခတ်ချင်းစားရှိတဲ့လုပ်တွေလုပ်နေကြပြီအဲ့တော့ဒါတွေကနေပြီးတော့စီပင်ကနေတိုက်ရိုက်ချပြေးတဲ့ခါကျတော့သူတို့ပုံပေါ်တင်နေမယ်အလုံးလုံးနေကြတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ဒါကြောင့်ဒီနေရာမှာဒီလိုကန့်ကွက်နေတာလေလို့ဆိုရင်အခြားဘာသာကြီးဘာသာကြီး၄ခုကိုညီတူညီမျှနော်တော့တန်တမန်လေးရပေးတာကိုဦးဇင်းတို့ဘာမှပြည်သူတရားနေတာဘာမှကန့်ကွက်စရာအကြောင်းမရှိပါဘူးအဲ့တော့ပေးမယ်ဆိုရင်လည်းပဲအဲ့တော့သူတို့ဘာသာကြီး၄ခုကိုတက်လျားထဲမှာစီစဉ်ပြီးတော့ထားခြင်းဒီကဘာကိုချပြရင်လည်းပဲအရန်ကိုအရှင်းပြမဲ့အနေထားတစ်ခုလိုတွေ့ရတယ် အခြားဘာသာ၃ခုမှာအခြားတနေရာမှာသွားပြီးတော့ဒီဘာသာတစ်ခုတည်းဒီနေရာမှာလာပြီးချင်းတာဝန်ရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ပြီးတာလဲဆိုတော့ဦးဇင်းတို့စဉ်းစားခက်နေပါလေအဲ့တော့တာဝန်ရှိတဲ့လူတွေပြီးတဲ့ဒီနေရာဟာဟောအရန်ကိုဦးဇင်းတို့ဘောကဘာသာအများစုအတွက်အရန်ကိုအန်ရကြီးတဲ့အနေအထားတစ်ခုမျိုးမှာဖြစ်အောင်တမင်တက်တဲ့ဘာသာရေးကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်နေသူသာခွင့်ပြုတဲ့ပုံကိုယ်တွေကနီလန်တကြစနစ်တကြနဲ့ဘာသာရေး၄ခုကိုရှင်ပြီးတော့ပေးထားခဲ့မယ်ဆိုရင် ီပြဿနာကြဘာမှဖြစ်လာစရာအကြောင်းမရှိဘူးဒီဥစ္စာကပေးတဲ့ပုံကိုယ်တွေကဘုသင်းတို့ဘာသာတရားပေါ်မှာအဲ့တော့မထေမဲ့မြင်ပြုတာနဲ့ဖြစ်တယ်လို့မထေမဲ့မြင်လောက်တာဖြစ်တယ်လို့အဲ့တော့ဥသင်းတို့ဘာသာနဲ့ရန်တိုက်ပေးတဲ့အနေအထားတစ်ခုလို့ဖြစ်နေတာဥသင်းတို့တွေ့ရတယ်ဒါကြောင့်ဥသင်းတို့တွေတွေကဒီကိစ္စတွေကနိုင်ငံပေါ်မှာလည်းပဲဒီလိုပြဿနာတွေဖြစ်လာခဲ့ရတယ်မြေပြင်မှာလည်းပဲပြဿနာတွေအများကြီးဖြစ်လာခဲ့ရတယ်ဒါတွေကိုနိုင်ငံတော်လူကြီးတွေစဉ်းစားတက်ပါလေစဉ်းစားပေးဖို့လည်းပဲဥသင်းတို့တောင်းဆိုပါလေဒါကြောင့်လည်းလို့မင်းဟောအရန်ကိုဟောဒီနေရာဒီရွာသူရွာသားတွေအများကြီးသူငါသွားလာနေတဲ့လမ်းဘေးမှာ ်သူတို့ကိုပေးခြင်းသည်ဟောအမတန်ကိုအန်တရချီးလွန်းတဲ့အနေအထားတစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်နေလို့ဦးဇင်းတို့တွေကအခုဖောင်ဒေးရှင်းအချိန်မှာလဲကပြင်ဆင်လို့ရတဲ့အနေအထားတစ်ခုမှာလဲဦးဇင်းတို့တွေကဒါကိုတင်ပြနေရချင်အဲဦးဇင်းတို့ကဒီဘက်မှာကတစ်ခုဖြစ်မယ်ဟိုဘက်လမ်းဘက်မှာမျက်နှာသာမူပြီးတော့တစ်ခုဖြစ်မယ်အဲ့တော့ဒီနှစ်ခုလုံးကဦးဇင်းတို့တစ်ဆင်ပြင်ရွာလဲဝင်တဲ့လမ်းတွေဖြစ်နေတယ်အဲ့တော့ဒီလမ်းကမှမသွားရင်တစ်ဆင်ပြင်ရွာကိုမရောက်ပါဘူးတစ်ဆင်ပြင်ရွာဆိုတာကဒီကနေလမ်းကြီးရဲ့လမ်းခေါ်ရင်တော့ကြားနေရတဲ့အနေအထားတစ်ခုပါဒီဘက်ခြံသေးရွာနေပြီးတော့ဟိုဘက်ရွာထိပ်ခြံသေးကိုလမ်းပြီးတော့လမ်းခေါ်ရင် ချားတဲ့အနေအထားတစ်ခုမှာယွာနဲ့အရန်ဝေးပါလေလို့ပြောနေတဲ့မီဒီယာတွေနည်းနည်းမတေချာလာဆင်းကြည့်ပါနေကန်တွေတေချာမေးကြည့်ပါအဲ့တော့အဲ့လောက်ကြီးနေကန်နေတဲ့နေရာဖြစ်နေတဲ့ဥဒင်းတော့အချိန်မီတပြင်းညီဥဒင်းတို့တောင်းဆိုနေရခြင်းပဲဖြစ်ပါတယ်အဝေးဆိုတာအရန်ပြောတာအဲ့လူတွေကနေပြောမှာခွင့်ပြုချက်မရှိပါဘူးလို့ပြောနေတဲ့လူတွေကဘာသတင်းမှနားမထောင်မနဲ့ခင်ဗျာလျှောက်ပြောနေကြတာအဝေးကြီးပါလို့ပြောနေတဲ့လူတွေကလည်းယူပြီးတော့လျှောက်ပြောနေတဲ့လူတွေပဲဖြစ်ပါလိမ့်မယ်အော်ဒီမှာကသစ္စာမြင့်ရွာဥဒင်းတို့ဘောကတိကာဝန်းနေပြီးတော့ဟုတ်လားလေထွက်လာပြီးတော့သစ္စာမြင့်ရွာတို့ဝင်တဲ့လမ်းရှိတယ်လေတခါ အဲဒီအလုတ်ယုံရတောင်းမဲ့ပြက်လမ်းလေးပေါ့နော်အဲ့ဒီမှာဦးဇင်းတို့စီပင်ကရွာသူရွာသားတွေကိုသူတို့အစပြီးတော့တိန်းသွားတော့နိုင်ငံတော်ရဲ့မြို့ပြစီမံကိန်းအတွက်တိန်းနေဆိုပြီးတော့သူတို့တိန်းသွားကြတာပေါ့တကယ်ကြီးဟာအဲ့တော့အဲ့ဒီခေတ်ကာလကတော့သူတို့ကအဲဒီတရီကမှာ340ရှိတဲ့အခါမှာနိုင်ငံတော်ရဲ့ရွာကြီးဖြစ်နှစ်သိန်းပဲသုံးသိန်းပဲပေးပါတယ်အဲ့တော့နှစ်သိန်းပဲသုံးသိန်းမှာအဲ့တော့ဒီရွာသူရွာသားတွေကလည်းပဲမြို့ပြစီမံကိန်းအတွက်ဘာမှပြဿနာရှာခြင်းမရှိဘဲနဲ့အလွယ်တကူပဲလက်မှတ်ထိုးပေးကြတယ်အဲ့တော့ဒီနေ့အချိန်မှာကဒီဘာသာရေးလေးခုကိုအကြောင်းပြုပြီးတော့အဲ လူကြီးကဒီမှာချပေးပါတယ်ဆိုပြီးတော့ဒီမှာစီပင်ဆိုင်ဘုတ်တွေထောင်ပြီးတော့အဲအဲ့ဒီ area တွေမှာသူတို့ကအမမမမဝဲလားမဟုတ်ဝဲလားမဟုတ်ဒါစီပင်ကပေးလိုက်တာဒီနေ့ရောစီပင်ကဘယ်ဖွဲ့ပေးလိုက်တာသူတို့ဒီစီပင်စီပင်ရဲ့ခွင့်ပြုမိန့်စာရောတဲ့မှာသူကဒီသူတို့ခွင့်ပြုပြရတဲ့ဒူနာမဲပုံကိုတိုင်းရပါပါဟုတ်တယ်ဟုတ်တယ်ဒီမျိုးကိုအစ္စလာမ်ဘာသာဝင်တွေအတွက်ပေးလိုက်တာဆွန်နီတဲ့တနေရာရှိလိုက်တဲ့တနေရာဟုတ်ဆွန်နီဆွန်နီတဲ့တနေရာရှိရတဲ့တနေရာဒီအိန္ဒိယထဲမှာအဲ့တော့ဒီအလုံယုံဘက်ကိုမျက်နှာမူပြီးတော့ ဗလီတခုရှိတယ်။နောက်ချောင်းဘက်ကိုမျက်နှာမူပြီးတော့ဗလီတခုပါဆိုတော့ဟိုဘက်ကဒီကဗလီကြောင်းကအဲ့လိုပေးလိုက်တော့လို့ချင်းပါကျွန်တော်ကဒီနေရာကိုနေ့စဉ်လေးမြတ်ကျွန်တော်လာပြီးတော့အရှင်းတွေကိုတောင်းတပါတယ်။အဲ့တော့ဦးဇင်းတို့တက်ဆိုင်ရတောင်းရှိတဲ့ပုံကိုယ်တွေဟောအတိအသေးကိုလည်းပဲဦးဇင်းတို့တွေဟောဒီပေါ်မှာမေတ္တာရက်ခံစာတွေအများကြီးပို့ပေးထားပါတယ်။မေတ္တာရက်ခံစာတွေအများကြီးပို့ထားတယ်ဦးဇင်းတို့ပို့ထားတဲ့စာတွေပေါ်မှာဟောဖတ်ကြည့်ပြီးတော့လက်ရှိမြေပြင်ရဲ့အနေထားမှာလာတောင်းတပြီးတော့ဟောဒီနေရာလေးဟာဒီလိုကြီးဆက်ပြီးတော့ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်ပို့ပြီးတော့ ဒီဝင်းရည်လေးခက်နေတဲ့လောက်တွေဆက်ပြီးလောက်ဆောင်နေကြမယ်။ဟောဒီဝင်းရည်လေးခက်ပြီးတို့တို့တွေဆက်ပြီးတိဆောက်နေကြမယ်ဆိုရင်ဒီတဲ့ပိုပြင်းထန်တဲ့အလှုပ်ရှားမှုမျိုးတွေနဲ့ နိုင်ငံတော်အကြုံတွေ့ရလိမ့်မယ်လို့ဦးဇင်းကပြောလိုပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့ဒီဝင်းနေခတ်ပြီးသွားရင်ဦးဇင်းတို့တွေကဒီမှာဘာလုပ်နေလဲဘာခိုင်းနေလဲဆိုတော့ဦးဇင်းတို့တွေဘာတစ်ခုမှအလွယ်တကူမသိနိုင်ပါဘူး။ဟုတ်ယနေ့ချိန်ဒီအော်နိုင်ငံတော်ဆိုရအနေနဲ့လည်းပဲဒီပေါ်မှာလာရောက်ပြီးတော့ကြည့်ရှုသင့်တယ်အဲ့တော့လက်ရှိတိုင်းတာတစ်ခုမှဒီနေရာကိုအော်ဆိုင်းငံတစ်ခုအနေနဲ့ဦးဇင်းတို့ပေးထားဖို့လည်းပဲဦးဇင်းတို့မေတ္တာရခံကြပါလေဒီဥသာတေချာစစ်စစ်ဆုံးဖြတ်ပြီးတော့မှပဲဦးဇင်းတို့တောင်းဆိုပါလေလက်ရှိလုပ်နေတဲ့အလုပ်တွေကိုလည်းပဲအော်ဆိုင်းငံပေးဖို့နိုင်ငံတော်လူကြီးတွေအထိဦးဇင်းတို့တောင်းဆိုပါလေအော်ဒီပုံစံလေးဆက်ပြီးတော့နေ့စဉ်နေ့များဆက်လက်လှုပ်ရှားနေမယ်ဆိုရင်အဲ့တော့ တစ်ဖက်ကဘုရားဘာသာဝင်တွေဟာလည်းပဲမလိုလားအတဲ့ပြဿနာတွေဒီထက်ပိုပြီးတော့ကြီးထွားလာနိုင်ပါတယ်ဒါကြောင့်နိုင်ငံတော်ဆိုရလူချင်းမများနေနဲ့လက်ရှိလုံနေတဲ့ဒီဗလီဆောက်ဖို့မြေနေရာကိစ္စမှာလောက်ကနေကြတဲ့အလုပ်အားလုံးကိုဆိုင်းငံ့ပေးဖို့ဦးဇင်းတို့ဒီနေရာကနေထုတ်တယ်မေတ္တာရပ်ခံပါတယ်လုပ်ငန်းခွင်ရှင်တွေကတော့စီပင်ဆိုင်ဖို့ထောင်ပြီးတဲ့နေရာနေစားပြီးရနေ့ချိန်ထိလုံသမားအင်အားအပြည့်စုံနဲ့ဉာဏ်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲတော့ဒီလုပ်ငန်းပေါ်မှာသူတို့တွေအင်နဲ့အားနဲ့လောက်ကန်ဆောင်ရွက်နေကြတာလည်းပဲအားလုံးအမြင်တွေ့ရတဲ့အတိုင်းပဲအရှင်တို့တိုင်းနာတစ်ခုမှာအများကြီးသူတို့တွေအင်နဲ့အားနဲ့လုံးလုံးနေကြပါတယ် ဒီပုံမှာအော်ဒီဥစ္စာလောက်ကန်နေတဲ့ဆောင်ရွက်ပုံမှာဆောင်ရွက်နေတဲ့အပေါ်မှာဦးဇင်းတို့အများကြီးစိုးရိမ်ရပါတယ်။ရန်ကိုစိုးရိမ်ရတဲ့အနေအထားတစ်ခုဖြစ်နေတဲ့တုံးတို့တွေလာပြီးတော့နိုင်ငံတော်အစိုးရလူချင်းများများသိနိုင်အောင်ဦးဇင်းတို့တွေပြောဆိုနေရခြင်းဖြစ်ပါတယ်၊ကန့်ကွက်နေရခြင်းဖြစ်ပါတယ်။ဟုတ်ပါပြီ။ရှင်များတို့ဒီခေါ်ယူစီမီးတဲ့နေရာရှင်များတို့မိတ်ကြတော့ဟိုတာဝန်ရှိသူတွေဘက်ကဘာသာပြန်ပြီးရှင်းထားတာရှိပါတယ်။အဲဦးဇင်းတို့ကိုခေါ်ယူမင်းများတဲ့အခါမှာအဲဦးဇင်းတို့တွေကတာဝန်ရှိပုဂ္ဂိုလ်တွေကိုလက်ရှိမြေပြင်မှာရှိနေတဲ့အနေအထားတစ်ခုတွေကိုပြန်လည်တောင်းတက်ပေးဖို့ အဲ့တော့ဦးဇင်းတို့တောင်းဆိုထားလာရှိပါတယ်။လက်ရှိနေရာဒီဗုဒ္ဓဘာသာအများစုနေထိုင်ရာနေရာဖြစ်ပါတယ်။အဲ့တော့ဗုဒ္ဓဘာသာအများစုနေထိုင်ရာနေရာမှာချမပေးဖို့နဲ့အော်ဘာသာရေးလေးကိုရှင်တွဲပြီးချထားပေးခြင်းဒါပို့ပြီးတော့တင်ပြပါတယ်ဆိုတာမျိုးကိုလည်းပဲဦးဇင်းတို့တွေကခေါ်ယူမင်းမြတ်နဲ့နေမှာတောင်းရှိတဲ့ပုံစံတွေကိုပြောခဲ့ပါတယ်။တောင်းရှိတဲ့ပုံစံတွေကလည်းပဲဒီပုံမှာထက်လူကြီးတွေသိရအောင်ဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့လည်းပဲဝန်ခံကတိတွေပေးပါတယ်ဦးဇင်းတို့။ဦးဇင်းတို့တွေတောင်းဆိုခြင်းနဲ့အရာတွေကိုတောင်းရှိပုံစံတွေမှတ်တမ်းယူပြီးတော့ထက်လူကြီးတွေရအောင်တို့တွေပြင်တင်ပေးပါမယ်ဆိုတဲ့အကြောင်းလည်းပဲဦးဇင်းတို့အချင်းချင်းရှောက်ပါတယ်။အဲ့တော့ထက်လူကြီးတွေရဲ့ဒီ အကြောင်းပေါ်မှာဒီပေါ်မှာခွင့်ပြုချက်ပေါ်မှာဟောဘလို့တွေစောင့်ရကြမယ်ဆိုတာကိုကျွန်တော်နေမြေကန်တန်ဃာတော်များနဲ့ရန်ရှင်လူပြည်သူအားလုံးကစောင့်မျှော်နေပါတယ်ဆိုတဲ့အကြောင်းကိုလည်းပဲကျွန်တော်ထည့်ပြီးတော့ဒီနေရာကနေတောင်းဆိုပါတယ်အားလုံးကစောင့်တိုင်းနေကြပါလေဒီရက်သတင်းနဲ့ပတ်သက်လို့နိုင်ငံတော်ကြီးကဲချီမှာကျွန်တော်မေတ္တာရက်ခံပြီးတော့စစ်စစ်ဘေးဖို့တင်ပြထားတဲ့အပေါ်မှာဥဒေတို့လည်းအားလုံးနေရာစောင့်မျှော်လေးရှိပါတယ်နေမြေကန်နဲ့ပတ်သက်ပြီးတော့အားလုံးနေမြေကန်ရန်တန်ဃာတော်များအားလုံးကစိုးရိမ်ပူပန်နေကြတဲ့ဒီနေရာပေါ်မှာနိုင်ငံတော်ကြီးရဲ့လူချင်းများများအနေနဲ့ဒီနေရာကိုပြေချာစစ်စစ်ပြီးတော့ ဆောင်ရွက်ပေးဖို့ကျွန်တော်ထပ်မံပြီးတော့မေတ္တာရပ်ခံပါတယ်။အဲတော့အားလုံးဟာဒီကိစ္စအတွက်တနိုင်ငံလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်အားလုံးဟာအရန်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်နေကြတယ်ကြောင်းကြနေကြတယ်ပူပန်စိတ်တွေကိုနိုင်ငံဆိုရလူချင်းမင်းများအများအဆုံးပြည်သူများဆက်ချမ်းသာစေဖို့နေမြေကန်ရမ်းရှင်လူပြည်သူတွေအားလုံးဆက်ချမ်းသာစေဖို့အများဆုံးဆောင်ရွက်ပေးဖို့ဦးတင်တော်ဒီနေ့နေပြီးတော့ထပ်ပြီးတော့ဖြည့်ဆွတ်ပြီးတော့ကြွကြလို့ပါလေ။